မင်္ဂလာပါရှင်ဗမာခေတ်သစ်တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစပင်းနောက်ဆုံးရသတင်းများကိုအစင်ခံတင်ဆက်ပေးပါရမရှင်ပထမဆုံးသတင်းအနေနဲ့တစဲမျိုးပေါ်ရှိစတက်စကန်များကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ဦးထံမှနေသေးဆုံးပြီး73မှ2ဦးနဲ့လက်နက်ခဲယမ်းချို့သိမ်းဆည်းရရှိဆိုတဲ့သတင်းမျိုးဖြစ်ပါရရှင် စကိုင်းနိုင်ရှေဘိုခိုင်တစဲမျိုးပေါ်ရှိစစ်တပ်စကန်များကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစကောင်းစီတပ်သား20ဦးထပ်မံနေသေးဆုံးပြီးစစ်တုံးမန်းနှုတ်ဦးနဲ့လက်နက်ခေရန်အချို့သိမ်းဆည်းရရှိခဲ့ကြောင်းအမှတ်50နှစ်ပြူဟောင်းပေါ်ဦးစစ်ကြောင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် မက်လ၄ရက်နနေပိုင်းမှာစပြီး30မြို့ပေါ်နဲ့30မြို့နယ်အတွင်းရှိခိုင်မာတက်ဆွဲထားသောကလေးမြို့ခြေဆိုင်ခမရ361တရင်၎င်း၏လောက်ခံပြူစောထေအဖွဲ့များကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်တေသဖြူဝ50နှင့်ပို့ဦးစစ်ကြောင်းမှစစ်မျက်နှာစာဖွင့်ရထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာယခုအချိန်တွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ရှင်းတိုက်ပွဲတွင်စစ်သားပြူစောထေ20ဦးထပ်မံနေသေဆုံးပြီး40ဦးခန့်ထိခိုက် တရန်ရရှိကထိခိုက်တရန်ရရှိသူများနဲ့32ဦးကိုကံပလူပြည်သူစေယုံကြည်သူတင်ပို့ကူတာထားကြောင်းထို့ပြင်တိုက်ပွဲတွင်စစ်တုံးမန်ချုံနှင့်လက်နက်ခရင်ချို့သိန်းစီရရှိခဲ့ကြောင်းသိရသည်ထိထိုက်တိုက်ပွဲကနအူဖြစ်တဲ့ရက်ကစပြီးအခုချိန်အထိဖြစ်နေသေးပါ30မျိုးပေါ်မှာရှိတဲ့စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တာကြီးမဟုတ်ပါဘူးစကားဆရဲ့အခိုင်မာစခန်အလုံးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် တိုက်ပွဲအတွက်မှာ73မှန်အဖြစ်နှုတ်ဦးကိုဖမ်းဆီးရထားပြီးအခုအချိန်မှာလိုအပ်တဲ့ဆောင်ရှောင်းမှုတွေထောက်ပံ့မှုတွေအပြည့်အဝပေးထားပါတယ်။လက်နက်သိမ်းဆီးမှုကတော့တိုက်ပွဲအတွင်းဖြစ်တဲ့အတွက်တိကျတဲ့အချက်အလက်တွေကောက်ခံလို့မရသေးပါဘူး။စစ်စစ်ဆဲဖြစ်ပါတယ်ဟုအမှတ်50နှစ်ပြည့်ဝပုတ်စစ်ကြောင်းမှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်။ ဖန်စီရရှိသည့်စစ်သုံးမန်းများကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကော်ရီတမရော်စေယုံချုပ် MOD ကပြဋ္ဌာန်းထားသည့်စစ်သုံးမန်းဥပဒေနှင့်အညီနိုင်ငံတကာလူအခွင့်အရေးဆိုင်ရာဥပဒေသို့မဟုတ်အခွင့်အရေးများ International Human Law International Human Rights Geneva Convention ဥပဒေ Geneva Convention Law from 1864 to 1949ရဆက်စည်လျက်ရှိကြောင်းထုတ်ပြန်ထားသည် ဆလဘီတဘိတ်ချင်းခုနမိုင်ရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကောင်စီတပ်ဘက်ကစစ်အင်အားဖြည့်တင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတဘိတ်ချင်းမြို့နယ်ခုနမိုင်ကျေးရွာမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတို့ကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကစစ်အင်အားဖြည့်တင်းနေတယ်လို့ရှေ့ရန်စစ်မြေပြင်မှာရှိနေသူတွေကပြောပါတယ်။တောင်တမရတီအန်အလေးမိုးကုတ်ဖြူဟာနဲ့မန္တလေး PDF ဖူပေါင်းတက်နဲ့စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်နေရပဲဖြစ်ပါတယ်။ တိုက်ပွဲကတော့နေတိုင်းလိုလိုဖြစ်နေတယ်စစ်ကောင်စီဘက်ကဝေဟင်ရောမြေပြင်ကနေရောစစ်အင်အားတွေဖြည့်နေတယ်ဒီကနေ့မက်လ28ရက်မနက်ကလေးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ခုနမရစစ်မြေပြင်မှာရှိနေသူတို့ကရွှေဖြီးမြေကိုပြောပါတယ်တပိတ်ချင်းမျိုးကိုပြီးခဲ့တဲ့2024ဩဂုတ်လ30ရက်မှာတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့9မိုင်တက်စကန်၊6ကြီးတက်စကန်နဲ့တမ်းမြင့်လေးကြီးရင်ကြောင့်အမှတ်73တက်တို့ကျန်ရှိနေရဖြစ်ပါတယ်။ ရှမ်းမြောင်မိုးမိန်နဲ့မန္တလေးတိုင်းမိုးကုံမြို့ကို TNL သိမ်းပိုက်ပြီးနောက်မိုးမိန်မိုးကုတ်ကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ကလည်းခုနှစ်မိုင်ရှိစစ်တပ်နဲ့တွားရောက်ပူးပေါင်းနေတာဖြစ်ပါတယ်။စစ်တပ်ဘက်ကတော့တပိတ်ချင်းမြို့နယ်ကတိုက်ပွဲနဲ့ပတ်သက်ပြီးတစုံတရာသတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့စင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်ကရွှေလုံးကွက်တွေကိုပြင်းထန်ထားပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်လာဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ပြည်သူ့ကော်မတီတမရောမန္တလေး MDI PDF နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကိုမြေနယ်မှာရှိတဲ့ရွှေလုံကွက်တွေကိုစစ်ကောင်စီတပ်ကပိတ်မှတ်ထားပြီးလေးဆောင်တပ်ခိုင်းမှုပြုလုပ်လာနေတယ်လို့သိရပါဗျ။စင်ကိုမြေနယ်ကိုမန္တလေး PDF နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ပြီးနောက်စစ်တပ်ဘက်ကတော်လိုင်းအင်အားစုတွေအခွန်မရအောင်ရွှေလုံကွက်တွေကိုပိတ်မှတ်ထားပြီးတိုက်ခိုက်နေရဖြစ်တယ်လို့စင်ကိုမြေနယ်မှာရှိနေသူတို့ကရွှေဖီးမြေကိုပြောပါဗျ။ ဆက်ကဆက်ကအတိတ်ကရွှေလုတ်ကတ်တွေကိုပြင်မှတ်ထားပြီးပုံစဲတာထိခိုက်သေးဆုံးမှုလည်းများတယ်တရင်တွေလည်းရှိနေတော့နေရာကအတိအကျပဲပြီးခဲ့တဲ့မက်စလာ24ရက်နေ့ညာရှင်နိုင်ခွဲကနေ9နိုင်ခွဲအတွင်းစစ်တပ်ဟာဂျက်ဖိုက်တာ50အုံပြပြီးစင်ကုန်းမြို့နယ်မလေးနက်တောင်စီစိုက်ချောင်းရွာထောက်ကျမ်းပင်ရွာနဲ့ကန်တောင်ရွာကိုလေးချောင်းနဲ့ပုံချဲတိုက်ခိုက်ခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ် စစ်တပ်ဟာဒေသခံတွေအလုပ်လုပ်နေတဲ့တရံစာရလုပ်ငန်းတချို့ကိုပစ်မှတ်ထားပြီးလေးချောင်းတိုက်ခိုက်မှုပြုလုပ်နေတာတွေ့ရတယ်လို့မန္တလေး PDF ကပြောပါရယ်ပုံကျဲတိုက်ခိုက်မှုကြောင့်မြို့သားတို့နဲ့အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဆောက်အဦများစုပျက်စီးခဲ့ရပါတယ်။ဒါပြင်ပြီးခဲ့တဲ့မတ်လ14ရက်နဲ့18ရက်မှာစစ်တပ်ကစင်ကုန်းမြို့နယ်လက်ပံလာရွာကိုလေကြောင်းနဲ့တိုက်ခိုက်ရာတေဆုံးသူ30ကျော်နဲ့ဒဏ်ရာရသူများခဲ့ပါတယ်။ တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေမြေမှာနိုင်ငံပိုင်တရံစာတာတွေကိုဥပဒေမဲ့ထုတ်ယူနေမှုအပေါ်အရေးယူသွားမယ်လို့စက်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီ22ရက်မှာထုတ်ပြန်ပြီးနောက်တော်လိုင်းအင်အားစုတွေထိန်းချုပ်ဒေသကတရံစာတာလောက်ွက်ကိုပြင်မှတ်ထားပြီးလေးချောင်းနဲ့တိုက်ခိုင်းနေပါတယ်ဆလဘီပုံနာကျွန်းကပုံချဲခံရလူနာ၁၄ဦးတွေကနှစ်ဦးထပ်မံတေဆုံးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါဦးမယ်ရှင်။ ရခိုင်ပြည်ပုံနာကျောမြို့နယ်အောင်ဖြူပြင်ကျေးရွာကိုစစ်ကောင်စီကမတ်လ25ရက်နေ့ညနေပိုင်းတွင်လေချောင်းပုံကျဲတိုက်ခိုက်ခဲ့၍အရတားသုံးသေဆုံးခဲ့ပြီးဆလေးဦးပြင်းထန်တဲ့ရာများရရှိခဲ့ကြသည်။ပြင်းထန်တဲ့ရာရဆလေးဦးတွင်အသက်အန္တရာယ်ဆိုရင်ရသည့်လူနာ9ဦးထပ်မံပါဝင်ပြီးရှင်အထက်က2ဦးမှဆေးကုသမှုခံယူနေစဉ်အတွင်းရှမန်နေ့မတ်လ26ရက်နေ့ကသေဆုံးသွားကြောင်းဒေသခံများကပြောသည်။ အောင်ဖြူပြင်ကျေးရွာပုံကျဲခံရမှုဖြစ်စဉ်တွင်ဒေဆုံသူ9ဦးထိရှိလာနေပြီးဆက်လက်ဈေးကူတာမှုခံယူနေရသောကြံရှိလူနာများထဲတွင်လည်းတန်ရပြင်းထန်မှုကြောင့်အသက်အန္တရာယ်ဆိုးရိမ်သူများလည်းရှိနေကြောင်းဒေသခံတို့ကပြောသည်အောင်ဖြူပြင်ကပုံကျဲခံရတဲ့လူနာတွေထဲမှာကိုရဲလင်းဆိုးဆိုတဲ့တယောက် အသက်15နှစ်အရွယ်မအေးမြက်ဝေကမနေ့ကတေဆုံးသွားကြပါတယ်။ထံရကအရန်ပြင်းထန်တော့ဆေးဝါးကလည်းရှိတာလေးနဲ့ကုသနေရတော့မကယ်လိုက်နိုင်ကြဘူး။မိသားစုဝင်တွေကတော့ရှင်ခွဲမတက်ခံစားနေရတာပေါ့ဗျာဟုပြောသည်။စေကုသမှုခံနေရသူ၁၄ဦးတည်းကတေဆုံးသွားသောနှုတ်မှာအသက်၂၅နှစ်အရွယ်ကိုရဲလင်းစုံနဲ့အသက်၁၉နှစ်အရွယ်မတ်အီမြဲဝေတို့ဖြစ်သည်။ရခိုင်နိုင်ငံ၏အကျဉ်းသားဟောင်းလည်းဖြစ်စစ်ဘေးရှောင်များကုညင်နေသူဦးဝေဟင်အောင်က စစ်ကောင်စီကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေရာတွေကိုရခိုင်ပြည်ပါဝင်မြန်မာနိုင်ငံအနှံ့မှာအရက်သားမှန်ပြည်သူမှန်ရှံဘက်တွေမှန်ခွဲခြားမနေတော့ပဲအကုန်လုံးကိုတတ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောရမယ်ဆိုရင်လူလာတတ်တာပေါ့ဟုပြောတယ်အသက်19နှစ်အရွယ်မောင်တန်းနိုင်အသက်45နှစ်အရွယ်တော်မကြီးနဲ့အသက်53နှစ်အရွယ်ဦးတန်းမောင်တို့မှာနေရာ၌တည်ဆုံသွားပြီးအောင်ဖြူပြင်းရွာမှာဆစ်ဆောင်နေထိုင်သောလေကုံးမြင့်ရွာကဒေသခံများဖြစ်ကြသည် ရှခိုင်းပြည်တွင်ပြည်သူများအနေဖြင့်မိမိနေများတွင်ဘုံကိုခြင်းများတူးထားရင်လေးချောင်းအနေများကိုအလေးထားအထူးကူစိုက်ကြရင်အရခတက်မတော်ဧကတိုက်တွန်းလို့ဇော်နေသည်ပုံနာကျော်မျိုးနေနှင့် ပေါတော်မျိုးနေတို့ကခြေရွာများနှင့်ပုံနာကျော်စစ်တွေအဆက်ကခြေရွာများကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုအဆက်မပြတ်ပြုလုပ်နေသလိုစစ်တွေရှိအမြောက်တရင်များကလည်းလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်းဒေသခံများကပြောဆိုကြသည် ဆလဘီ၃လအတွင်းစစ်ကောင်စီတိုက်လေးချောင်းတိုက်ခိုက်မှုကြောင့်တိဆုံးသူ32ဦးရှိပြီးမကွေးတိုင်းမှာအများဆုံးဖြစ်ဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတော်ဝန်နဲ့စစ်ကောင်စီတိုက်လေးချောင်းတိုက်ခိုက်မှုကြောင့်ယခုနှစ်ဇန်နဝါရီလတရက်မှာမတ်လ26ရက်ယမန်နေ့အထိ3လတာကာလအတွင်းတိုက်ဆုံသူ32ဦးရှိရာမကွေးတိုင်းမှာအများဆုံးဖြစ်ကြောင်းနိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကမတ်လ26ရက်နေ့ကထုတ်ပြန်ထားသည် အမျိုးသား19ဦးနဲ့မျိုးသမီး15ဦးပေါင်းသိဆုံးသူ32ဦးရှိပြီးအားလုံးကိုအမည်နဲ့တကွအတီးပြုနိုင်ခဲ့သည်ဟုဆိုသည်ထိုဒယ်ရင်မကွေးတိုင်းမှာ16ဦးဖြင့်အများဆုံးဖြစ်ပြီးဒုတိယအများဆုံးမှာပဲခူးတိုင်းဖြစ်ပြီးသိဆုံးသူ9ဦးရှိသည်ဟုဆိုသည်မတ်လ22ရက်နေ့ညနေ4နာရီဝန်းကျင်ကလည်းဘကိုတိုင်းအုတ်တွင်မြို့နယ်ထန်းကုန်းကျေးရွာကိုစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်သည့်ပြင်တန်ရရသူ9ဦးအနက်မှကိုစန်းလင်းအောင်သည်ဆေးဝါးကုသရန်သွားခြင်းတေဆုံးခဲ့သည် နိုင်ငံရေးအကျဉ်းသားများကိုညီဆောင်ရှောက်ရေးအသင်း၏ယမန်နေ့ထုတ်ပြန်ချက်တွင်ဆေအာနာသိန်းချိန်မှာယမန်နေ့တည်နိုင်ငံတော်နှင့်ဆေအိုစုနှင့်လက်ပါစေများ၏လက်ချက်ဖြင့်ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်ပြည်သူတိုက်ဆုံရသူ6452ဦးရှိကြောင်းထုတ်ပြန်ထားပါရရှင်။